မင်္ဂလာပါရှင်ရှင်နေရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးပါကားတော့မြမသားကောင်းအစင်မြင့်စစ်မှုရန်ဟောင်းအင်အားလေးတော့ကံဝင်းတွင်ရှိလမ်းများကိုကတ္တရာလမ်းဖြင့်အစင်မြင့်တင်ပြီးသွားရန်ယာယီသမရလမ်းညွန်မှကြားတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိတောင်ပိုင်းမြို့နယ်ရှိမြမသားကောင်အစစ်မြင့်စစ်မှုရန်ဟောင်းအင်အား၄000ကံဝင်းတွင်ရှိလမ်းများကိုကတ္တရာလမ်းအဖြစ်အစစ်မြင့်တင်ပေးသွားရန်လူကြောင်းပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကလမ်းညွှန်မှာကြားကြောင်းသိရပါသည်မြန်မာနိုင်ငံသောရှားယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌသည်ခရီးစဉ်တွင်လိုက်ပါလာတဲ့ကော်မရှင်အတွင်းရေးမှူးတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦး ပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအစင်မြင့်တက်မတော်အရာရှိကြီးများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနယ်တာဝန်ရှိသူများလိုက်ပါလျက်အောက်တိုဘာ10ရက်နေ့နက်ပိုင်းကအဆိုပါအိမ်ရန်သို့တွားရောက်ကြည့်ရှုစစ်ဆေးခြင်းပြောကြားခြင်းဖြစ်ပါသည်အဆိုပါမြမသားကောင်အစင်မြင့်စစ်မှုထမ်းဟောင်းအိမ်ရန်၄000ကံကိုရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက်တစ်ပတ်တလမ်းမှအထောက်အကူပြုတဲ့စံပြအိမ်ရန်တစ်ခုအဖြစ်ရှိမန်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်းရှားဤသမရကပြောကြားခဲ့တာ ်အင်အားအတွင်းရေမြောင်းများကိုရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရာတွင်တတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန်နှင့်ပိတ်ဆို့မှုများမရှိစေရန်စနစ်တကျဆောင်ရွက်သွားရန်လူကြောင်းပြောကြားပါသည်အလားတူအင်အားအတွက်လိုအပ်တဲ့စာတင်ကြောင်းနှင့်ရေမီလိုအပ်ချက်များကိုလည်းထပ်မံပြည့်စုံဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး အိမ်ယာတွင်နေထိုင်တဲ့စစ်မှုရန်ဟောင်းများနဲ့မိသားစုဝင်များရဲ့စားရည်ကိုအထောက်အကူပြုစေရန်အတွက်ဝင်းမြည်ပွဲများနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုလည်းဆောင်ရွက်သွားရန်လိုသလိုအရေးရလေကားပေးများကိုလည်းစနစ်တကျဆက်လက်စိုက်ပျိုးသွားရန်လိုကြောင်းနဲ့အခြားလူဝဲတီများကိုမှာကြားရလို့သိရပါတယ်။အရင်နောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယီကော်မရှင်ဥက္ကဋ္ဌသည်တကုံမြို့တိအရှိပိုင်းမြို့နယ်တကုံမြို့တိတောင်ပိုင်းမြို့နယ်တင်ငင်းကျွန်းမြို့နယ်တာကီတာမြို့နယ်တာမွေမြို့နယ်ပဟန်းမြို့နယ်တကုံမြို့နယ် တွင်မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလမ်းဘေးဝယ်ရာရှိဈေးဆိုင်များစနစ်တကျဖြင့်ရောင်းချနိုင်ရေးသတ်မှတ်စည်းကမ်းများနှင့်အညီစက်မှတ်ဆောင်ရွက်သွားရန်ရန်ကုန်မြို့တွင်ရေစီးလာကောင်းမှုစီရင်နှင့်ရေထုတ်စနစ်များကောင်းမှုဆောင်ရွက်သွားရန်ဂရင်းစုံများအားစနစ်တကျဖော်ဆောင်သွားရန်နှင့်လမ်းများအားလမ်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေးဆောင်ရွက်သွားရန်အစာဦးများအားတန်ရှင်းတက်ရတောက်ပြမှုရှိနေစေရေးဆောင်ရွက်သွားရန်နှင့်အခြားလူအသေးများကိုလမ်းညွှန်မှာကြားကြောင်းသိရပါလိမ့်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်မြို့ပြည်သူ့ရည်မြင့်ရှိတွင်ရွေးကောက်ပွဲနှူးစော်အသိပညာပေးဆိုင်ရာမြေဆိုင်ပိုစတာဘေးဘုတ်ဖွင့်ပွဲကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွတ်အထိပ်ရေကောက်ဝဲကြီးတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများမိမိတို့ရဲ့ဆန္ဒမဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရအတွက်ရွေးကောက်ဝဲနှုတ်ဆော်အသိပညာပေးဆိုင်ရာမြေဆိုင်ပိုစတာပေပုတ်ဖွင့်ပွဲအခမ်းအနားကိုအောက်တိုဘာ9ရက်နေ့နက်ပိုင်းကရန်ကုန်မြို့တခုံမြို့နယ်ပြည်လန်းပြည်သူ့ရည်မြင့်ရှိတွင်ကျင်းပပါရယ် အခမ်းအနားတို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းပြည်ထောင်စုရေးကောက်ဝဲကော်မရှင်အဖွဲ့ဝင်ဦးအောင်စောဝင်းရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တော်ဆန္ဒသွေးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးရေးကောက်ဝဲကော်မရှင်အဖွဲ့ဝဲအုပ်ထားနှင့်အဖွဲ့ဝင်များတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများအခြေခံပညာဦးစီးဌာနမှဆရာဆရာမများတင်နန်းသားတင်နန်းသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည် ရှေးဦးစွာ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနိုင်ငံသားအခွင့်အရေးမဆုံးရှုံးမှုမဲပေးကြပါစုရွေးကောက်ပွဲနှုတ်ဆက်အသိပညာပေးဆိုင်ရာမြေဆိုင်ပိုစတာအားရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်စောဝင်တို့ကဆက်ကလုတ်နေရေးဖွင့်လှစ်ပေးကြပါသည်။ ဆက်လက်ပြီးရွေးကောက်ပွဲနှုတ်ဆော်အသိပညာပေးဆိုင်ရာနေဆိုင်ဘူစတာအားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်ဦးအောင်စောဝင်းရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တို့ဆန္ဒသွင်းနေရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များကအမွှေးနဲ့တာရီများဖြင့်ပတ်ပြန်းကြပြီး အလားတူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစုရွေးကောက်ပွဲနှုတ်ဆက်အသိပညာပေးဆိုင်ရာမြေဆိုင်ပိုစတာများအားရန်ကုန်တိုင်းဒေသကြီးတွင်မြို့နယ်များရှိနေရာ89နေရာတို့တွင်မြေဆိုင်ပိုစတာစုစုပေါင်း198ခုတို့ကိုတပြိုင်တည်းစိုက်တူဖွင့်လှစ်ခဲ့ကြပါသည်အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည့်တောင်းကလပ်ပါမြို့နယ် MS12 ရပ်ကွက် တောင်ကလပါမြို့နယ်အမှတ်30ရပ်ကွက်၊ရန်ကင်းမြို့နယ်အမှတ်73ရပ်ကွက်နဲ့ကမာရွတ်မြို့နယ်အမှတ်9ရပ်ကွက်အုတ်ချွေမှုရုံများတွင် 2025ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ွယ်ကျင်းပနိုင်ရေးအတွက်ပထမကြိမ်မဲဆန္ဒရှင်စင်းများကတ်ထားကြေညာထားရှိမှုကိုလာရောက်ကြည့်ရှုတဲ့ပြည်သူများနဲ့တွေ့ဆုံပြီးရင်းနှီးနှီးနှုတ်ဆက်ခါမဲဆန္ဒရှင်စင်းများပြင်ဆင်ခြင်းဖြည့်ဆွတ်ခြင်းနဲ့စစ်စစ်ဆောင်ရွက်မှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကမဲဆန္ဒရှင်များရဲ့ပုံစံသုံးဖြင့်ရှောက်ထားမှုများကိုမဲဆယင်းတွင်အချိန်မီဖြည့်သွင်းပေးနိုင်ရန် ထောင်ချနေသူများနဲ့တည်ဆုံသူများအားပုံစံလေးဖြင့်ဖြတ်ပြီးမဲဆင်းရုံတွင်မပါရှိစေရည်နှင့်အချက်လက်မှားယွင်းမှုများရှိပါကပုံစံလေးကားငယ်ဖြင့်ပြင်ဆင်နိုင်ရေးအလေးထားဆောင်ရွက်ရန်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်တာဝန်ရှိသူများကပူးပေါင်းဆောင်ရွက်ကြရန်စသည်တို့ကိုတာဝန်ရှိသူများအားမှာကြားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့အပြည့်ပြည့်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးနှင့်အထိမ်းအမှတ်စာတီစာကုန်ပြောင်းဝင်ကျင်းပတဲ့တင်ဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တွင်ကြာရောက်ပြီးအပြည့်ပြည့်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးနှင့်အထိမ်းအမှန်ဘေးဒဏ်ကျဉ်းကျဉ်းခံနိုင်ရေးသုံးဆဲဗန္နာတိုးမြင့်ပြီးကောင်းစဉ်ဖြင့်စာတီစာကုန်ပြိုင်ပွဲကိုအောက်တိုဘာ9ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးအလုံးမြို့နယ်အမှတ်၄ခြေကံပညာအထက်တန်းကျောင်းတတိယဒနာခံမှတွင်ကျင်းပကြောင်းသိရပါသည်။ ပြန်ဝဲသူရောင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများကရောက်ရှိကြကစာတီစာကုန်းပြန်ဝဲကိုကျောင်းသားကျောင်းသူများရှင်ပြိုင်နေမှုများအားကြည့်ရှုအားပေးပြီးပြန်ဝဲရှင်ပြိုင်မှုအတွက်ကျောင်းသားကျောင်းသူများနဲ့ကြီးကြပ်သူတာဝန်ရှိသူများအားဂုဏ်ပြုချီးမြှင့်ဝေများပေးရပါတယ်။ အစုပေါင်းပြိုင်ပွဲကိုရှောင်းတိုင်းဒေသကြီးတွင်ရှိအခြေခံပညာကျောင်းများမှအထက်တန်းအဆင့်39ဦး၊အလယ်တန်းအဆင့်36ဦးနဲ့မူလတန်းအဆင့်39ဦးစုစုပေါင်းကျောင်းသားကျောင်းသူ130ဦးဝင်ရောက်ရှင်ပြန်ခဲ့ကြောင်းနဲ့စုများရရှိသူများကို2025ခုနှစ် အောက်တိုဘာလ23ရက်နေ့တွင်ကျင်းပမည်အပြည်ပြည်ဆိုင်ရာတဘာဝဘေးရန်နှင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းလျှော့ချရည်နှင့်အထိမ့်မှတ်ခန်းနာတွင်စုများပြည့်ရမှာဖြစ်ကြောင်းသိရှိရပါသည်ရှင်။